တက်ဆိုင်ရအလွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှာရှစ်ကာကြီးပါပြန်ထမ်းချက်နဲ့ညီဆုံးသဖြင့်ကိုစလေလောင်းစင်းကလည်းပဲ့ပြက်ချင်းခံခဲ့ရတဲ့ပြည်သူ့ရှစ်ဆောင်ပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်အနေနဲ့ကဘာအီဖျားလမ်းမကြီးနဲ့ဆရာဆန်လမ်းတောက်မှာရှိတဲ့68 resident အင်ယာစီမံကိန်းအတွက်ကမောစာဘန်ကနေချင်းငွေတွေထုတ်ယူထားတယ်လို့သတင်းတွေထပ်ပေါ်နေတာဖြစ်ပါတယ်။ဒီ68 resident ဟာရန်ကုန်တိုင်းဒေသကြီးကဘာအီဖျားလမ်းမကြီးနဲ့ဆရာဆန်လမ်းတောက်မှာတည်ရှိတာဖြစ်ပြီးပြည်သုံးလုံးပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ရဲ့မိသားစုပိုင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ United GB Development မှာအကောင့်တွေပေါ်ဆောင်ပေးထားတာပဲဖြစ်ပါတယ်။ ဒီ resident ကအမေရိကန်ဒေါ်လာ185သန်းမြန်မာကျပ်ငွေ940ဘီလီယံတန်ဖိုးရှိတဲ့ resident လည်းဖြစ်ပါတယ်ဒီ resident နဲ့ပတ်သက်ပြီးသတင်းစာရှင်းလင်းပွဲကိုတော့ Sky Star Hotel မှာယခုလိုကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်စီးပွားရေးလုပ်ငန်းဖြစ်တဲ့ခါကျတော့မိသားစုစီးပွားရေးဖြစ်တယ်နိုင်ငံရေးလည်းလုပ်တယ်ဆိုတော့ကျမကြောင်းမလို့နိုင်ငံရေးဆိုတာအတိုက်ခိုက်များတယ်ပေါ့နော်ဒါကျမသိပြီးသားဖြစ်ပါတယ်လူတိုင်းလည်းသိပါတယ်ရှင်နိုင်ငံရေးဆိုတာအတိုက်ခိုက်များတယ်အဲသို့တော်လည်းကျမရဲ့မိကျမနိုင်ငံရေးလုပ်လို့ကျမမိသားစုစီးပွားရေးမထိခိုက်အောင်ဆိုပြီးကျမထိုက်တာလေ ဒိုက်ကာဆိုတာရင်းနှီးမြှုပ်နှံမှုနဲ့ဟိုကုမ္ပဏီများယွန့်ချမှုဦးစီးဌာနမှာကျမတို့ကုမ္ပဏီမိသားစုကုမ္ပဏီနှစ်ခုလေးရနေကျမ2021ခုနှစ်6လပိုင်း22ရက်နေ့ကထွက်ပြီးဖြစ်ပါတယ်ရှင်။ထွက်ခဲ့ပြီးဖြစ်ပါတယ်။အဲ့လိုထွက်တယ်ဆိုတာကျမ share holder တွေကျမ share တွေအကုန်စွန့်လွတ်ပြီးသားပြီးရင်ကျမဒီအဲ့မှာ share holder လည်းမဟုတ်တော့ဘူး။ အကျွန်မအဲ့မှာလုံးဝမပါတော့တရဝင်ပေါ့နော်ဒါလည်းဒါလည်းအစိုးရပါလဲအစိုးရအစိုးရဦးစီးဌာနပဲလေအစိုးရဌာနပဲသို့တော်လည်းဒီဘက်ကဘဏ်ကတော့ကျွန်မတို့ဘဏ်မှာဘဏ်မှငွေဥပပေါ့စီးပွားရေးလုံးပေါ့ဘစ်စနက်လုံးချီးယူစဉ်တော့ကျွန်မနဲ့ကိုအောင်ကျော်ဝင်လက်မှတ်ထိုးပြီးယူထားတာဖြစ်တဲ့အတွက် အဲ့အဲ့ဒါတော့ကျွန်မမပယ်ဖြစ်ထားပါဘူးဘန်ချင်းငွေဆိုတာကျွန်မတို့ကဟိုအလုပ်ငန်းလဲအကြီးလုပ်နေတဲ့အခါကျတော့ဘန်ချင်းငွေဆိုတာဟိုနေချင်းညချင်းဖြည့်ရှင်းလို့လဲရတဲ့ကိစ္စမဟုတ်ပါဘူးရှင်။အဲ့ဒါကြောင့်မို့ကျွန်မဒီဘက်မှာဒိုက်ကာမှာတော့ကျွန်မကုမ္ပဏီကနှုတ်ထွက်ပြီးဖြစ်ပါတယ်။အဲပြီးလို့ရှိရင်ကျွန်မတမီလေးလဲ22နှစ်ပြည့်ပြီဆိုတော့မိသားစုကလည်း3ယောက်ပဲရှိတော့ကျွန်မထွက်လိုက်ရင်ကောင်ချော်ဝဲကြောက်ထဲကြမယ်ဆိုတော့တမီလေးက22နှစ်ပြည့်ပြီဆိုတော့ကျွန်မပြည့်ပြီးဖြစ်တဲ့အချိန်မှာကျွန်မကုမ္ပဏီထဲထည့်ထားပါတယ်ရှင်။ ဆိုလို့ရှိရင်တားခွားနှစ်ယောက်ကကုမ္ပဏီမှာကြာပြီကျွန်မကုမ္ပဏီကထွက်ပြီးဖြစ်ပါတယ်အဲကျွန်မဒါတွေတော့အကြမ်းမြင့်တော့မှန်ပြပါတယ်အကြမ်းမြင့်နားလည်ပါတယ်နိုင်ငံရေးဆိုတာအတိုက်ခိုက်များတယ်အဲဒါစီးပွားရေးလုပ်ငန်းလုပ်နေတဲ့သူတွေမှာဒီလိုပဲပြော့ကွက်တွေဆိုတာရှိတတ်တယ်ဒါအောင်နင်းခံရနိုင်တယ်ဆိုတာကျွန်မသိပါတယ်အတိတဲ့အတွက်ကြောင့်မို့ကျွန်မတတ်နိုင်တဲ့လောက်တော့ပြင်ဆင်ထားတယ်။အဲဒါပေမဲ့ပန်ချင်းကိုရတော့နေ့ချင်းညချင်းဟိုဒီဖြည့်ရှင်းလို့ရတဲ့ကိစ္စမဟုတ်ဘူး။ကျွန်တော်တို့ဖြည့်ဖြည့်နဲ့မှန်မှန်ဆက်သွားမှာ နော်ဆိုအတိုးပေးထားမယ်ပြီးလို့ရှိရင်တစ်ချိန်ကျရင်ဒီဒီဒီစီမံကိန်းကြီးပြီးသွားတဲ့အချိန်ကျရင်တိုးရင်းမောင်းဆက်သွားမယ်အ၈နှစ်တန်ဒီ၁၀နှစ်တန်ဒီဆက်တဲ့အချိန်မှာဒါခြေသွားမယ်ပေါ့နော်ညကျွန်တော်တို့အဲ့လိုစီစဉ်ထားပါတယ်ရှင်လက်ရှိမှာတော့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါ်သက်ခိုင်နေနဲ့ UEC ကိုအတနာခံစားတင်ထားပြီး UEC ဘက်ကနေတော့တစုံတရာအကြောင်းပြန်ခြင်းမရှိသေးဘူးလို့လည်းသိရပါဗျ။လူဂျီမီနိုရဲ့အင်ချမ်မီတွေကို MPT application မှာအခုပဲအခမဲ့ထည့်သွင်းကြော်ညာလိုက်ပါ။